ဟယ်လိုအားလုံးမင်္ဂလာပါကိုနေဖူဖော channel နဲ့အားလုံးကိုပြန်လဲကြိုလိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့တော့ဒါပွဲကြီးများတယ်ပေါ့နော်အဲတော့ကျွန်တော် file နဲ့ file ခွဲထားတယ်အခုကဒါဒုတိယ file ပေါ့နော်ပထမ file မှာပြည်များလီပွဲစဉ်တွေအကုန်လုံးတုံးတက်ပြထားပါတယ်ဒီဒုတိယ file မှာကတော့ကျွန်တော် German Bundesliga ပွဲစဉ်တွေအကုန်လုံးတုံးတက်ပြပြီးတော့မှာဖြစ်ပါတယ် စပိန်အီတလီပြင်းထန်လေကူပိုင်းတော့ကျွန်တော်ဗီဒီယိုမလုပ်ပေးတော့ပါဘူးကြိုက်တဲ့ပွဲစဉ်တွေမောင်းထဲမှာရွေးချယ်မှုပြုလုပ်ပေးသွားပါမယ်ညနေကျရင်တော့ကျွန်တော်ရဲ့ Viber Feature နဲ့ Telegram Feature တွေဒီမှာဒါရွေးချယ်မှုတွေအကုန်လုံးပို့သွားပေးမှာဖြစ်ပါတယ်အဲ့တော့မကြွားရတဲ့ညီကိုရှင်ဒီဗီဒီယိုရဲ့ comment မှာ description မှာကျွန်တော် link တွေချပေးထားပါတယ်ပြီးတော့ကျွန်တော်ရဲ့ဒါ main channel ဖြစ်တဲ့ Direct Analysis New Channel လေးကိုကျွန်တော်ထောင်ထားပါတယ်အဲ့ channel မှာကျွန်တော် main ပွဲစဉ်တွေတည်တံ့တုံးတက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့လာမယ့် တင်လာနေကြရင် Everdan Main ဘွဲစင်ကိုကျွန်တော်တုံးတက်ပေးမှာဖြစ်ပါတယ်။အော်ကျွန်တော် channel အစ်တလေးကိုလည်း like subscribe share လေးနဲ့ကူညီပေးသွားကြဖို့တောင်းဆိုပါတယ်ခင်ဗျာ။ကဲအဲ့တော့ကျွန်တော်တို့ဒီနေ့ဒါဂျာမန်ဘွန်ဒက်လီကာပွဲတွေကိုစပြီးတော့ပြောကြရအောင်။အော်ဒီနေ့ဂျာမန်က6ပွဲကံပဲပေါ့နော်။မနေ့ကတပွဲကတော့တောက်ကြဂျာမန်ဖော်မြူလာမဝင်သွားဘူး။ကျွန်တော်တို့လည်းဒါထိခိုက်ခဲ့ရတယ်ပေါ့နော်။တောက်ကြတောက်ကြဂျာမန်ဖော်မြူလာမဝင်တဲ့အတွက်ဒါ9ောက်သွားတဲ့အတွက်ဒါဒီနေ့ဘယ်လိုလာမလဲ။ဒီနေ့6ပွဲကံပဲ။မရဖန်တော့2ပွဲကံပဲပေါ့နော်။အော်လက်ရှိ9နိုင်မှာအကုန်လုံး ကံမယ်အဲ sorry 9နိုင်မှ9ပွဲ12နိုင်မှ2ပွဲကံမယ်ပေါ့နော်9နိုင်ပွဲသာ Oxford ပွဲနဲ့စပြီးပြောပြပေးမယ် Oxford နဲ့ Hamburg ပေါ့နော် Oxford ကလက်ရှိမှာ level 30ရှုံး365ပြားနိုင် စားတဲ့ဂျင်းနဲ့ကြည့်မယ်ဆိုရင်တော့ကိုပေါင်းကြီးက335ကနေ360ကျော်ဆိုရတာကိုပေါင်းကြီးပြ30ဝင်းကျင်လောက်နှုတ်သွားတယ်ပေါ်လီဂျီတန်ကတော့ပြောင်းလဲမှုမရှိဘူးနှစ်တင်းထက်ရတွဲဆုံမှုတွေကတော့ဒါ2021 friendly match နောက်ဆုံးတွေ့ထားတယ်ဂျန်နဲ့နှစ်တရတော့9 18ဆိုတော့တော်တော်လေးကြာခဲ့ဘာကြောင့်လဲဆိုတော့ဟမ်ဘတ်ဒီဒီနှစ်မှာတန်းပြန်တက်လာအတင်းဖြစ်နေလို့ပေါ့နော်အဲ့တော့ Osprey ကနောက်ဆုံး၄ပွဲဆက်သူတို့ရှုံးပွဲတွေ့ထားတယ်၅ပွဲ၆ပွဲဆက်၅ပွဲပြောက်ထားတဲ့အတင်းဖြစ်နေတယ်လက်ရှိမှာ MVP ဆရာ15မှာ 9မှတ်နဲ့ရက်တည်နေတယ်ဟမ်ပတ်ကတော့73မှာ9မှတ်နဲ့ရက်တည်နေတယ်ပေါ့နော်အဲ့တော့ အောက်ကနေအပေါ်တော့လှန်ကြီးပေါ့ဒါပေမဲ့လှန်ကြီးဆိုမှလည်းကြီးအများကြီးပြီးထားတာတော့မဟုတ်ပြားပြား30ပြား40လောက်ပဲပြီးတယ်အဲစီနီယာတင်းအနေနဲ့တန်းတဲ့တင်းကိုဒီတက်ပို့ပြီးမယ်ဆိုလည်းပြီးလို့ရတယ်ဒါပေမဲ့လက်ရှိမှာ offset ကိုတိုင်ကိုကလည်းတိုင်ပတ်ပြီးတော့ခြေလွှမ်းနေကြဆင်းနေတယ်ရလက်ဒီရင်းရိုင်နေတဲ့အတင်ဖြစ်နေပေါ့နော်အော်ဒီနေ့မှာအင်ကွင်းလည်းဖြစ်နေတယ်ကိုနဲ့လည်းတိတ်ပြီးတော့လည်းပဲရင်းကွာနေတဲ့အတင်မဟုတ်ဘူးကိုအောက်ကဒီဘယ်လိုပြောမလဲတန်းတက်လာတဲ့အတင်ဖြစ်နေရဲ့ဟမ်ဘတ်ကိုတော့ osprey နေဒီနေ့မှာဖြစ်ညစ်ပြီးကမ်းမယ်ဆိုရင်တော့90ရာခိုင်နှုန်းများတယ်ဒါပေမဲ့ ကြည့်ရကြည့်မယ်လို့လည်းပဲ50 60 80လောက်ပေးမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်။အဲဒါကြောင့်ကျွန်တော်ဒီပွဲမှာကြည့်တော့အရင်ကြီးတော့တိတ်တော့မနစ်တက်ဘူးဒါပေမဲ့ကျွန်တော်နိုင်ပွဲလိုအပ်နေပြီနောက်ဆုံးအင်ကွင်း၃ပွဲဆက်ကလည်းဒါနိုင်ပွဲပျောက်ထားတယ်တကူးမကိုပြန်မတွင်းနိုင်ခဲ့ဘူးဆိုတဲ့အနေထားမှာဒီနေ့တော့ Osprey အနေနဲ့ပြန်လာလောက်တယ်လို့ယူဆတယ်ပေါ့နော်အဲ့တော့ Osprey body လေးကြိုက်တယ်ဂိုးပေါင်းကတော့အပေါ်အရင်ကြီးမကြိုက်ဘူး Osprey အနေနဲ့ဂိုးတွေနောက်ပိုင်းအရင်ကြီးမတွင်းနိုင်ဂိုးတွေတော့ပေးရသူကိုယ်တိုင်တိတ်မတွင်းနိုင်တဲ့အနေထားမှာ ကိုပေါင်း၃လုံးရောက်ဖို့တော့နည်းနည်းလေးခက်မယ်လို့ယူဆအောင်ဒီပွဲတော့ကျွန်တော်ကိုပေါင်းလက်ဆောင်ရန်ကိုပေါင်းအောက်ပေးရလားဆိုတော့လေဟိုဂျာမန်နေကိုပေါင်းအောက်ကပေးရနည်းနည်းလေးခက်လန့်လန့်ဆိုတော့မပေးချင်ဘူးပေါ့နော်အဲ့တော့ဒီပွဲကိုတော့ကျွန်တော် off spec body တချောင်းနဲ့ပဲရွေးချယ်ပေးချင်ပါတယ်နော်အော်နောက်တစ်ပွဲကဘိုင်ယန်နဲ့ flying back ဘိုင်ယန်နှလုံးတီ၃လုံး65ပြားရှုံးအော် body 2D ဝင်ရိုးနဲ့ကိုပေါင်းရင်၃လုံး50ရှုံးဝင်ဝင်ရိုးပေးထားတယ်အဲ့တော့ ဘိုင်ယန်ပြီးခဲ့တဲ့ဒီ international ပြည်မတိုင်ခင်နောက်ဆုံးပွဲစဉ်မှာ Union Berlin တို့တူတူနဲ့တွားပြီးအဝေးကွင်းမှာတည်ကြအဲလုံးကလည်းနှလုံးတည်ပဲပြီးခဲ့တယ်ပေါ့နော်ဘိုင်ယန်ရှေ့မှာ PSG တို့ချန်ပီယံလိနိုင်ခဲ့တယ်ဒီနေ့လည်းဒါချန်ဒီနေ့ပွဲပြီးရင်ချန်ပီယံလိအာဆင်နယ်အဝေးကွင်းသွားကြတော့ဒီချန်ပီယံလိမှာတောက်လျှောက်အဝေးကွင်းနေကန်နေရတဲ့အနေအထားဖြစ်နေရပါတော့အာဆင်နယ်ရဲ့ပွဲမှာသူတို့နည်းနည်းလေး ခက်ခဲနိုင်တယ်။ဒါကြောင့် Louis Diaz ကဒီ PSG နဲ့ပွဲစဉ်မှာဒီအနီကထိွားရတဲ့သူတို့တောင်းမဲ့တစ်ဖက်ကနည်းနည်းလေးအားယော့သွားနိုင်တယ်။အဲ့တော့ဒီနေ့မှာတော့ Louis Diaz ပါမှာဆိုတော့ဒါ Bundesliga ပွဲစဉ်မှာသူတို့ဒါရမဲ့ပြန်ရှာလောက်တယ်ပေါ့နော်။ပြီးခဲ့တဲ့ဘက်ကသူတို့ရမဲ့ဆုံးရှုံးထားတယ်။အဲ့တော့အောက်က Leipzig က22မဲ့သူက28မဲ့လေ Bayern က6မဲ့အသာတော့ဖြစ်နေတယ်သူတို့ဒီအရန်ကြီးတော့ ဒါအားဆိုင်စရာလို့မလို့ပုံမှန်ပေါ့ပေါ့ပါလေးကစားရသွားရုံနဲ့တို့ကနိုင်ပွဲရအောင်နဲ့ရက်လိုက်လို့ရတယ်ဘာလို့လဲလို့နောက်ပွဲကအာဆင်နဲ့ပွဲစဉ်ကပိုပြီးတော့တို့တို့အရေးကြီးတယ်တို့တို့ရှုံးလို့မရတဲ့အနေထားမျိုးပေါ့နော်တို့အာဆင်နယ်တို့ရှုံးတာမျိုးတို့ဒါလက်ခံကြီးမှာမဟုတ်အဲ့တော့တို့အာဆင်နယ်ပွဲကိုလည်းပိုပြီး focus ထားခြင်းထားမယ်ဟောဒီပွဲမှာ ိုင်မြူနစ်ရဲ့အနိုင်ကကျွန်တော်စိတ်ထဲမှာနှလုံးထက်ပိုပြီးတော့မပြတ်သားတော့ဘူးလို့ယူဆတဲ့အတွက်ကျွန်တော်အောက်တင်းဒီ flying back လေးကိုကြိုက်တယ်ပေါ့နော် အလုံးလုံး2 z 3 1ဒီလိုပုံစံမျိုးလာမယ်ကိုပေါင်းပေါ်တက်မယ်ဆိုတော့3 1မှာ flying back ကိုရမယ်ဆိုရင်အဲကျွန်တော်က body ဆိုရင်ဒီအောက်အတင်းဖြစ်တဲ့ flying back လေးကိုကြိုက်တယ် flying back ကလည်းကျွန်တော်တို့ဒါပြီးရင်ကျွန်တော်ဗီဒီယိုရပယ်ဆန်ကိုဝေးကွင်းဒီယူပါလိပွဲတင်တော့ရှိအောင်နှစ်တင်းစလုံးကတော့ဥရောပွဲတင်ကိုစီကန်းမှာဆိုတော့အရန်ကြီး ဖွင့်တိုက်ပါမလားကျွန်တော်ဒီပွဲမှာလဲကိုပေါင်းအပေါ်ကြီးကိုအရင်ကြီးမကြိုက်ဘူးပေါ့နော်ပြီးတော့ကိုပေါင်းကြီးကကျွန်တော်စတဲ့ကြီးတော်လုံးတေရာရှုံးကနေဟုတ်တော်လုံး60ကျော်ဆိုတော့ကိုပေါင်းကြီးလည်းပြုတ်ကျလာတယ်ပေါ့နော်အော်တော်လုံးတော့ရောက်မယ် over 2.5တော့ဆော့လို့ရမယ် over 3.5ကတော့အနည်းငယ်လေးအန်တင်များတယ်လို့ယူဆတယ်ပေါ့နော်အော်ဒီပွဲမှာကျွန်တော် fly back body ကြိုက်ပါတယ်ကိုပေါင်းဆော့ခြင်းနဲ့ဆိုတော့ over 3.5 over 3လို့လေးပဲဆော့ပြီးပေါ့အကျံပေးခြင်းပါတယ် အဲနောက်တစ်ပွဲကတော့ Dortmund နဲ့ Stuttgart Dortmund တလုံး65ပြား9 3လုံး3လုံး5ပြားရှုံးအဲ့တော့ Dortmund ဘောဒီခြေတန်းကနည်းနည်းလေးနှုတ်လာတယ်1 plus 45ကနေ1 plus 65ပြား30နှုတ်လာတယ်ပေါ့နော်ကိုပေါင်းကြီး3လုံး30နဲ့3လုံး5ပြားရှုံးဆိုတော့ကိုပေါင်းကြီးလည်းပြား30လောက်တော့နှုတ်လာအဲ့တော့ဒီဘွဲတော့နည်းနည်းလေးကြည့်ကောင်းမယ်ဘာလို့နည်းနည်းစလုံးက level 2အတင်းနေဖြစ်နေရမယ်အဆင့်ရကြည့်မယ်ဆိုရင်အဆင့်3နဲ့4ရမယ်ရကြည့်မယ်ဆိုလဲအတူတူပဲထင်တယ်နော် အဲရမ်မက်ကဟုတ်တယ်27မက်27မက်အတူတူပဲဒေါမွန်က goal different အေးရဒါအပေါ်မှာရက်တည်နေအဲ့တော့ဒေါမွန်နဲ့စတုကတ်ကိုကျွန်တော်ပြန်ကြည့်ရနောက်ဆုံး5ချိန်တွေ့ဆုံမှုမှာဒေါမွန်ကလုံးဝအနိုင်မရတော့စတုကတ်ကပဲ5ချိန်စလုံးကိုထောက်လျှောက်ဖြုတ်ထားတာအဲ့တော်တော်လေးတော့ထူးဆန်းနေပါတော့ဒီဂျာမန်ကအပါဝင်ဘွန်ဒက်လီကာလီပွဲပါတယ်စတုကတ်အင်္ဂွင်မှာလည်းဒေါမွန်ကစတုကတ်ကပဲဒေါမွန်ရိုက်တယ်ဒေါမွန်အင်္ဂွင်နဲ့စတုကတ်ကရိုက်တယ်အဲ့လိုမျိုးဆိုတော့နောက်ဆုံး5ချိန်ဆက်တိုက်ကြီးဒါဒေါမွန်အနေနဲ့ရှုံးပေးထားအနေထားမှာဒီနေ့မှာတော့ ဒါ6ကြိမ်မြောက်တော့မရှုံးလောက်တော့ဘူးလို့ကျွန်တော်ယူဆတယ်ဒေါမွန်အနေနဲ့အိမ်ဝင်ပွဲစဉ်တွေဆိုပို့ပြီးတော့ PPCC ကစားရတယ်အိမ်ဝင်ပိတ်တဲ့ weight နဲ့ပို့ပြီးတော့ကစားရတယ်ဒေါမွန်အိမ်ဝင်ပိတ်တဲ့အားကလည်းတော်တော်လေးကောင်းတယ်ဂျာမန်မှာဆိုအကောင်းဆုံးလို့တော့ပြောလို့ရတယ်ပေါ့နော်ကမ္ဘာအကောင်းဆုံးပိတ်တဲ့အားပေးမှုထဲမှာတော့ပါတယ်အဲ့တော့ဒီအဝိုင်းတိုင်းနေအောက်မှာပဲဒေါမွန်တို့ဒါနိုင်ပွဲပြန်ရှာဖွေလိမ့်မယ် ိုင်ငံွဲဆိုတာကဒီလက်ရှိနိုင်ငံွဲပြောင်းနေတာပြောတာမဟုတ်သူတို့ဒီ hardware တွေ့ဆုံမှု student နဲ့ပွဲစဉ်တွေမှာရှုံးခဲ့တဲ့အရှုံးတွေကိုပြန်ပြီးခြေပပြီးတော့နိုင်ငံွဲပြန်ရှာလိမ့်မယ်လို့ကျွန်တော်ယူဆတယ်။နောက်တစ်ခုကအပေါ်အောက်အမှတ်ပေးစရာကဲ့ရဲ့ဖြစ်နေရမယ့်တူအတင်းချင်းချင်းကိုမှတလုံးရှူရနဲ့ပြား60လောက်ပဲပေးရော်လဲဆိုတော့ခြေတန်းရကြည့်မယ်ဆိုတော့ဒါနည်းနည်းလေးပြင်းနေတယ်ပါတယ်။ level 50ရှုံး level 80ရှုံးဆိုတော့ကျွန်တော်တို့ကဒေါမွန်ကိုယူမယ်ဆိုယူလို့ရတဲ့အနေထားပေါ့နော်။ဒါဆိုအမှတ်ပေးစရာအရာကအပေါ်ရက်ဒီနဲ့အတင်းနေဖြစ်နေတယ်။ ဲ့တော့ကျွန်တော်ဒီပွဲမှာတော့ဒေါမွန်ပဲကြိုက်ပါရနော်အဲဒေါမွန်နီးပြားကလည်းဒါဒီစောင်းရဒီပေါ့ရာဒီဝဲမတိုင်ခင်မှာသူတို့ဒီထိပ်ပိုင်းမှာနေရာရကျင်နေဆိုရက်ဟာလေးဒါကျွန်တော်တရင်တပုတ်ဖက်လိုက်ရအဲ့တော့ဒေါမွန်နဲ့အိမ်ကွင်းမှာဖီစီစီကစားပါလိမ့်မယ်အဲ့တော့ဒေါမွန်ဘော်ဒီကြိုက်တယ်နောက်တစ်ခုကဂိုးပေါင်းလဲကျွန်တော်အပေါ်ကြိုက်တယ်ဒီပွဲတော့နော်စတူကတ်ကလည်း အင်ဂွင်းဝဂွင်းမကြီးကိုတွင်းနိုင်တဲ့အနေအထားရှိရဲ့ဒေါမောကလည်းအင်ဂွင်းကိုကိုရမှာဆိုတော့1121ဒီလိုမျိုးလေးကစကြည့်ရမယ်ဆိုတော့ကျွန်တော်21လောက်မှန်းတယ်21 31လောက်ကျွန်တော်မှန်းနေပါတော့နော်32ဆိုတော့ပိုကောင်းတာပါဗျာ32ဆိုရင်တော့အဲ sorry 31ဆိုပိုကောင်းတယ်နော်31လောက် body ရောကိုပေါင်းအပြည့် white မယ်ပါနော်ကျွန်တော်ဒေါမောနဲ့ကိုပေါင်းအပေါ်လေးကိုတိုင်နေတတ်ပါတယ်နောက်တစ်ပွဲကတော့ high tan hain နဲ့ mochan club အဲ mochan ကတော့နောက်ပိုင်းကမှနည်းနည်းလေးအဲဘယ်လိုပြောမလဲခြေစွမ်း ကောင်းလာတယ်လို့ပြောလို့ရနော်လေးပွဲဆက်သူတို့ဒါဂျာမန်ကက်အပါဝင်လေးပွဲဆက် international friendly friend map အပါဝင်လေးပွဲဆက်သူတို့နိုင်ပွဲတွေပြန်ရှာထားတယ်ပေါ့နော်အော်ဟို motion club ပဲနည်းလေးပြန်ကြိုးစားနေပြန်ယုံနေပြီလို့ပြောလို့ရအဲကြောင့်မလို့လဲသူတို့တန်ဆင်းဆောင်အထက်ကိုရောက်သွားတယ်ဒါပေမဲ့စိတ်ချရတဲ့နေရာတစ်ခုတော့မဟုတ်ဘူးတန်ဆင်းဆောင်ကအတင်းနဲ့9မှတ်နဲ့9မှတ်နဲ့2မှတ်ပဲကွာတဲ့အနေထားတော့သူတို့ဒီတက်ပို့ပြီးနိုင်ပွဲရှာဖွေဖို့လိုအပ်တယ် ဒီ hide and hang အိမ်ကွင်းကလည်းဒါအောက်ဆုံးမှာ MLB ကအောက်ဆုံးမှာဒီတိုက်နေပြီဆိုတော့သူကလည်းနိုင်ပွဲရှာမှရမယ်နှစ်တင်းစလုံးဒီအမတ်လိုအပ်ချက်ကိုဒီရှိနေကြပြီပြီးတော့နှစ်ဖက်တွင်းကိုနှစ်တင်းစလုံးရဲ့ကားလန်ဖောင်ကြည့်တဲ့အခါမှာနှစ်ဖက်တွင်းကိုကတော်တော်လေးကိုမြင်နေရတယ်ပေါ့နော်ဂိုးလေးလည်းပေးတယ်ဂိုးလေးလည်းရတယ်ဒီလိုပုံစံမျိုးလေးမြင်နေရအနေထားမှာဒီပွဲကဂိုးပေါင်းကြီး၃လုံးကို35ပြားနိုင်ဆိုပေမဲ့ကျွန်တော်ဂိုးပေါင်းပို့ကြိုက်တယ်နော် ဒီဘွဲကိုကျွန်တော်အနည်းဆုံး2112ရောက်မယ်လို့ယူဆတယ်ကိုပေါင်းပေါ်ကြိုက်တယ်ဘော်ဒီမှာကတော့ဒီအဝေးကွင်းဖြစ်တဲ့ဒီဂလာဘက်ကလက်ရှိမှာကာရန်ဖောင်နေပူကောင်းနေရပါတော့အဲ့တော့ဟိုက်တန်ဟင်းကလည်းယုံပါဆိုတော့ဘော်ဒီကိုတော့လက်ဆောင်နေတာဂလာဘက်ကိုတော့ယုံကြည်လို့တော့ရတယ်ဆိုပေမဲ့ဟိုက်တန်ဟင်းသားယုံသွားလို့ရှိရင်လည်းဒါ တည်ကျသွားနိုင်တည်ကျကျော် glaben နေပြား90 60တော့နစ်နာမှာဆိုအန်ဒီများတယ်ပေါ့နော်အဲ့တော့ body လက်လျှောက်မယ်ကျွန်တော်ကိုပေါင်းအဖို့ပဲယူခြင်းတယ်2112လောက်သွားမယ်လို့ကျွန်တော်ယူစတယ်ပေါ့နော်အဲ့တော့ motion ပွဲကိုကိုပေါင်းပေါ်လေးယူပါမယ်အဲ့တော့နောက်တစ်ပွဲက wolves ပတ်နဲ့ liverpool စဉ် liverpool နဲ့ level 90ရှုံးပေးနေတယ်ကိုပေါင်းကြေး3လုံး5ပြားရှုံး ဒီပွဲအကြောင်းဂိုးပေါင်းကြီး35ပြားနိုင်ကနေ35ပြားရှုံးပြင်းလာတယ်ဘော်ဒီကြီး level 60ရှုံးကနေ level 90ရှုံးဘော်ဒီကြီးတန်းနဲ့ပြင်းလာတယ်ပေါ့နော် level 90ရှုံးဝင်ရိုးကနေ level 100ရှုံးဝင်ရိုးကိုကတ်လာတဲ့ဘောပေါ့နော်အဲ့တော့ဒီအနေထားမှာကျွန်တော်တို့ဒီပွဲကဂိုးပေါင်းပေါ်ကောင်းတယ်လီဗာပူးစင်အနေနဲ့ဒါအရင်နောက်ပိုင်းပွဲစဉ်တွေမှာကျွန်တော်တို့အင်ကွင်းအဝေးကွင်းအလောက်ကြီးစိတ်မချရဘူးဆိုမဲ့အင်ကွင်းနေရာတော့နည်းနည်း အင်္ဂလိပ်တော့ကောင်းနေဗျာလီဗာပူးနဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရတာ60လမ်းနေဟိုက်တန်ဟင်းကိုနော်အဲဒီမှာလည်းကျွန်တော်ဒီ international play မတိုင်းလီဗာပူးစဉ်ဂိုးပေါ်ပေးရပထမပိုင်းနဲ့တင်ရသွားအဲ့တော့ဒီပွဲလဲကျွန်တော်ကလီဗာပူးစဉ်ဂိုးရလောက်တယ်ပြီးတော့ဝူးစ်ပတ်ကလည်းအင်ဂွင်းဆိုရင်မဆိုးဘူးနော်အဲအရင်ကြီးကောင်းလားဆိုတော့ကောင်းတဲ့ထဲတော့မပေါအင်ဂွင်းနိုင်ပွဲထဲမှာတော့ရနိုင်ပွဲရတဲ့ထဲမှာတော့မပေါဒါပေမဲ့ဂူပေးရတယ်ဂူလေးရတယ်ဒီလိုပုံစံမျိုးတွားထားတွေ့ရတယ်ပေါ့နော်အဲ့တော့ သူ့အနေနဲ့အိမ်ဝင်လဲနိုင်ပွဲရကျင်နေတော့ပြီအော်သူကလည်းယုံပါပဲနော်လီဗာပူးသင်းကလည်းတကူတော့ရအောင်လို့ကြိုးစားလိမ့်မယ်ယူစားဒါပေမဲ့တခုတော့တတိထားเสียရှိတာကဘာလဲဆိုလင်ဘောက်ကိုစင်းကဒါပြီးရင်ကျွန်တော်တို့ချန်ပီယံလိမန်စီးတီးကိုဝေးဝင်းအဲ့တဲ့ချက်ကကျွန်တော်တို့နည်းနည်းလေးတော့စိုးရင်เสียရှိတယ်အဲတကယ်လို့ဒါ तू ကအဲ့ပွဲကို focus ပို့ထားသွားမယ်ဆိုရင်ဒီပွဲမှာ wolves ကို तू တေးလောက်ပဲအတာလေးခံကစားပြီးတော့ ဟိုရက်သွားတာမျိုးလေးဖြစ်သွားနိုင်ဟိုတကူလောက်တမီရက်သွားတာမျိုးလေးဖြစ်သွားနိုင်အဲ့လိုမျိုးတော့တစ်ချက်တော့ကြည့်ရအောင်ဆောင်းရမယ်ဗောနော်အဲ့တော့ ဒီပွဲကိုကြတော့ဂိုပေါင်းကြီးအသက်ကျနည်းနည်းလေးပြင်လာမပြော့သွားလားဒါလေးတစ်ချက်တော့ကြည့်နေချင်တယ်၈နာရီလောက်ဆိုလိုင်းရထွက်ပြီပေါ့နော်အော်ဒီပွဲမှာကျွန်တော် ancient body ဆိုရင် ancient outin wolfpack body ကြိုက်တယ် wolfpack နိုင်ပွဲပြန်ရှာဖို့ရုံးလာလိမ့်မယ်ယူဆတစ်ဖက်က liverpool နဲ့တစ်ဖက်မှာဒီပွဲချက်ကစားဖို့ရှိနေတဲ့အချက်ကိုခွင့်ကောင်းယူလိမ့်မယ်ယူဆတယ်အဲ့တော့ wolfpack ဂိုးရမယ်လို့ယူဆတယ်အဲ့တော့ကျွန်တော် wolfpack မှာဂိုးရမယ်လို့ကြေးပေးထားတဲ့ liverpool ဆင်ရလေးဂိုးရနိုင်ခြင်းရှိတယ်ဝမ်ဝမ်လောက်ကတော့ကျွန်တော်စကြည့်ချင်တာပေါ့နော်အဲ့တော့ ဂူပေါ်တော့ကြိုက်တယ်အဲဂူပေါ်ကြိုက်တယ်ဆိုမှဂူပေါင်းကြီးအပြောင်းလေးကိုလည်းတစ်ချက်စောင့်ကြည့်နေခြင်းနဲ့မန်စီးတီးနဲ့ကံမှုရှိနေလီဗာပူးစင်ကြောင့်နည်းနည်းလေးဒါမတင်မကျဖြစ်သွားတယ်ဗောနော်အဲအကြောင်းဂူစပန်နဲ့ဂူပေါ်တော့လက်ရှိမှာပေးထားပေးမယ်ဒါမဲ့ကျွန်တော်ကံကံကြီးတစ်ချက်ကြေးပြောင်းလေးတော့ကြည့်ပြီးပေါ့အကြံပေးခြင်းပါတယ်နော်အဲနောက်ဆုံးပွဲစဉ်က7နှစ်ကိုလုံးနဲ့ front back เนาะကိုလုံးနဲ့ front back front back level 25ပြားရှုံ3လုံးတည် အဲ့တော့ဒီနှစ်တင်းကလက်ရှိကားလန်အမတ်ဘေးစရာရက်တိမှုကြည့်မယ်ဆိုတော့အရင်ကြီးကွာဟမှုမရှိဘူးပေါ့နော်ခွန်နဲ့ကိုးနဲ့ဖရန့်ဘက်ကခွန်ကိုလုံးကကိုးအခွန်ကနေကိုး level 25ကတော့အဲဇေယျရဆိုတော့လက်ခံပြလို့ရပါတယ်ဒါပေမဲ့ front back ကပို့ပြီးတော့ senior ကြားတဲ့အတင်းပေါ့နော်အဲအဲ့လိုမျိုးအနေထားမှာတော့ဒီချက်ပို့ပြီးတော့ level 50 60လောက်ပေးမယ်ဆိုရင်တော့ front back နိုင်မှု ညာကျွန်တော်ယူလို့ရတယ်ဒါပေမဲ့လက်ရှိပေးထားတဲ့ဂျီတန်းအရာကတော့ကျွန်တော်မကြိုက်ဘူးပေါ့နော်အဲ့တော့ body ကိုလက်ဆောင်လိုက်ပါဒီဘက်တော့ဒီဘက်ကျွန်တော် body အရင်မကြိုက်ဘူး front back ကဒါပြီး Atlanta နဲ့ Champion League ကံဖို့ရှိမယ်ဟိုကောင်ကကိုလုံးကတော့ Wada နဲ့တွက်ကံမှာနော်အဲ့တော့ front back ကိုနောက်ဆုံးပွဲတွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာ၅ပွဲဆက်တိုက်၉ပေါင်းနေအောက်ထားတယ် 2C 1111 CC 1C နဲ့၉ပေါင်းအောက်ထားတယ်ပေါ့နော်ကိုလုံးကတော့၃ပွဲဆက်၉ပေါင်းအဲ့တော့ ဖရန့်ဘက်ဂိုးပေါင်းအောက်တိုင်းများနေပြီပေါ့နော်။အဲဂိုးပေါင်းတိုင်းများနေတဲ့အနေထားမှာကျွန်တော်ဒီပွဲမှာကိုလုံးကလည်းဂိုးတွင်ရကောင်းတဲ့အတင်းထဲမှာပါတယ်။အိမ်ကွင်းဆိုပိုကောင်းတယ်နော်။အဲ့တော့အိမ်ကွင်းကန်တိုင်းပွဲစီမှာဒီပွဲပဲကိုရတယ်။ကျန်တဲ့ပွဲတွေအကုန်ဂိုးပေါ်ထားတယ်။အဲ့တော့ဒီပွဲမှာကျွန်တော်ဂိုးပေါင်းပေါ်လီပဲရွေးပေးခြင်းပါနော်။သုံးလုံးတော့ဘယ်လိုမှမဆိုရောက်ပါတယ်။ 3G ဆိုတော့ကျွန်တော်တို့သုံးလုံးတော့ AC ရောက်တယ်လို့ယူဆတယ်။အော်ဒီနေ့မှာကျွန်တော်လီဗာကိုလင်ပွဲကိုလေကိုပေါင်းပေါ်လေးကြိုက်ထားတယ်ကြီးပြောင်းလေးတော့တစ်ချက်ကြည့်ပြီ ဒီ front back ကိုလုံးပွဲလဲကိုပေါင်းပေါ်ကြိုက်တယ်မူချန်ကလောက်ပဲလဲကိုပေါင်းပေါ်ကြိုက်တယ်ဒေါမွန်ရောကြာတော့ body ရောကိုပေါင်းပေါ်ကြိုက်တယ်ပေါ့နော်ဘိုင်ယန်ကိုဘိုင်ယန်နဲ့ off back ကကိုပေါင်းမကြိုက်ဘူးကိုပေါင်းအပေါ်လဲမကြိုက်ဘူးအောက်လဲမပေးခြင်းဘူးပေါ့နော်အဲ့လိုလေးကျွန်တော်ရွေးချယ်ပေးထားပါတယ်အော်ဒီနေ့တော့ဒီ bundesliga fan ကတော့ဒီလောက်ပါပဲပေါ့နော် ပီမားလီဖိုင်ကတော့နည်းနည်းအတင်းများတော့ကျွန်တော်အကြာကြီးလေးပြောထားတယ်ဘွန်နယ်လီကတော့တိတ်ပြီးတော့ဘယ်လိုပြောမလဲအများကြီးတိတ်ပြောစရာမရှိဘူးသူတို့ကကိုပေါင်းကြီးကြည့်ကြတယ်ကိုပေါင်းပေါ်ယူလို့ရမရတိရနေနေကျွန်တော်တို့ကရွေးချယ်လို့ရပြီဗောနော်ပီမားလီကျတော့ကျွန်တော်ကိုပေါင်းကြီးကလည်းအီလေလေကြီးဖွင့်တာပီမားလည်းဘယ်တော့မှကိုပေါင်းအပေါ်ကိုယူလို့ယူရဲအောင် 3D ဝင်ရုပ်ဖွင့်တာတော်တော်ရှားတယ် ရှေ့ရဘော်ဒီကြီးတန်းပြင်းတဲ့အတင်းပွဲစဉ်တွေလောက်ပဲကျွန်တော်ကိုပေါင်းကြီးကို3ဒီလောက်ဖွင့်တာပုံမှန်ဆိုရင်3ပလက်50 60 80အဲ့လိုပေါ်မှာလို့လို့မပေါ်ဘူးလို့လို့အဲ့လိုပုံစံတွေဖွင့်တာပေါ့နော်အဲ့ကြောင့်ပြည်မြားလိကြတော့ကျွန်တော်တို့ကတကယ်ကရင်တော့ပေါ်တာပဲပြည်မြားလိတွေပေါ်တာများတာပဲဒါပေမဲ့ဟိုကြီးကိုတေချာလိုက်ကြည့်ရတာပေါ့နော်ပြောရရများတော့ဒီဘွန်းလက်လိကကြတော့အဲ့လိုဒီပြောရမှာရှိဘူးပေါ့နော် ဲတော့ကျွန်တော်ညနေကြမှာအားလုံးပြန်တွေ့ကြတာပါเนาะအဲပြီးများလေး final တင်ပေးပြီးသွားပြီအဲမကြည့်ရတဲ့ညီကိုရှင်တို့ကြည့်လို့ရပါတယ်ကျန်တဲ့ပွဲစဉ်ရွေးချယ်မှုတွေကိုတော့ကျွန်တော်မောင်းထဲမှာဒါညနေတိတ်ရင် channel bye bye channel မှာအားလုံးတင်ပေးသွားပါမယ်အားလုံးဒါဆုံးနေကြည့်ပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်เนาะအဲကျွန်တော်တို့ Marathon Super Sunday မှာလည်းပွဲတွေများပါတယ် Marathon Super Sunday မှာအားလုံးပြန်လည်းတွေ့ဆုံကြပါမယ်အားလုံးမင်္ဂလာရှိသောနေ့ရက်ကလေးဖြစ်ကြပါစေအားလုံး good luck ပါခင်ဗျာ